ဘာကိုပိတ်မိရလဲလို့အဟန်ကြီးကပြောတော့တရေမှရှောက်လာလို့ထပ်ပြေးချပြန်ပါတယ်အခန်းတစ်ကိုဘလို့ကြော်ဖြတ်မလဲဆိုတာမြောင်းကြီးလားမြောင်းငယ်လားကိုတေချာစဉ်းစားပြီးမှဖြေဆိုပါရွေးချယ်ခဲ့တဲ့အရာအတွက်တယောက်မကြံကြော်ဖြတ်နိုင်မှဒီခန်းကိုအောင်မြင်မယ်တဖက်မှာတော့ပြေးနေရင်အားလုံးပေါင်းမိသွားတော့တဲ့ရဲမနဲ့တိုးပြန်ပါတယ်။ဆရာဆန်းကမပြေးချနဲ့ တဲအမကဖြစ်ဖြစ်သွားနေရလို့ပြောလိုက်ပါတယ်။တခုခုလုံးချအောင်လေးလို့ပြောတော့တဲအမကမြောင်းကြီးလားမြောင်းငယ်လားပဲထက်ခါထက်ခါအော်နေပါတယ်။အတန်ဆိုးနဲ့နားကြီးတယ်ဆိုပြီးမြောင်းကြီးကွာမြောင်းကြီးလို့ဟန်ကြီးကပြောလိုက်တော့တဲအမရဲ့လိမ့်နေတဲ့လေပင်နဲ့ကောက်နေတဲ့ခြေထောက်ကပြန်ဖြောင့်သွားပြီး ြေးလိုက်တော့အားလုံးအသေးအံပြေးချရပြန်ပါတယ်အားလုံးစတိုဂန်ထဲမှာပုံနေတော့ဆရာဆန်းကနာမည်ခေါ်ကြည့်တော့မှနာတာရှာနဲ့လူစုကွဲသွားတာကိုသတိထားမိလိုက်ကြပါတယ်တဲအဲမကအခန်းထဲဝင်လာပြီးလိုက်ရှာနေတော့တဲအဲမမမြင်အောင်ဆရာဆန်းတို့အရင်ခိုးထွက်သွားပြီးဟန်ကြီးတို့ကိုတဲအဲမတွေ့ကနေမှဇော်ရှိန်းတို့ကတဲအဲမမသိအောင်လို့ထွက်လို့ရရတာနဲ့ခုံကိုတမင်ထိုက်ကထွက်သွားတော့အတန်ကြာပြီးတဲအဲမလည်းပြေးလိုက်သွားပါတယ်အဝင်းကဇော်ရှိန်းတို့ကျွန်တော်တို့ကိုကဲ့သွားတာတွေ့လာလို့ဟန်ကြီးကိုပြောလိုက်ပါတယ် ဂျပန်မှာတော့နာတာရှာကလေကားအောက်မှာပုံရင်းနဲ့ငိုနေပါတယ်။ဆရာဆန်းတို့နှစ်ယောက်စာအုပ်ပြန်လာရှာပြီးအခန်းတစ်ကိုပြန်ဖက်ကြည့်တော့တဲရဲမကမြောင်းကြီးလားမြောင်းငယ်လားလဲပြောတယ်။ခြေထောက်ကလည်းလိမ့်နေဆိုတော့ခြေလင်တဲရဲမပဲဖြစ်ရမယ်လို့ဆရာဆန်းကပြောလိုက်တော့ဖြစ်နိုင်ပါမလား။ငငယ်တုန်းကကြာဘူးတာလေးဆရာလို့မရိကပြောလိုက်ပါတယ်။အိန္ဒိယချစ်ကလေးမတဲမဆိုတာအသားစိမ်းစားပြီးသူ့ချက်တော့ကလိန်နေတာကြောင့်ချစ်ကလေးတဲမလို့ခေါ်ကြပြီးမြောင်းချီလားမြောင်းငယ်လားဆိုတဲ့သူ့မွေးတဲ့အဖြစ်ပေါ်မူတည်ပြီးခန္ဓာကိုယ်ပြောင်းလဲတတ်ပါတယ် တစ်ဖက်မှာတော့ဟန်ကြီးကြောင့်တဲမပြေးနိုင်သွားတာဆိုပြီးတော့ဇော်ရှင်းကအပြစ်တင်နေတော့ငါတို့အားလုံးပျောက်ကွယ်သွားရင်ဘယ်လိုလုပ်မလဲလို့နင်းဆက်ကမေးလိုက်ပါတယ်။ ပြီးတော့အားလုံးပြန်တွေ့ကြပြီးအခန်းတစ်ကမြောင်းကြီးမြောင်းငယ်ကိုပြန်ဖက်ပြီးဟန်ကြီးကတဲရဲမကမြောင်းကြီးမြောင်းငယ်လို့ခဏခဏပြောနေတော့ဆရာဆန်ကျွန်တော်တို့မြောင်းရှိတဲ့နေရာသွားရအောင်လို့ပြောလိုက်တော့ဘာလို့သွားမှလဲလို့အားလုံးကအပြစ်တင်ကြပါတယ်မင်းတို့မရှုံတဲ့နေချစ်ကလေးမတဲရဲမကမြောင်းကြော်ရင်လွတ်တယ်လို့ငါကြားဘူးတယ်လို့ဟန်ကြီးကပြောလိုက်တော့ဟန်ကြီးပြောတာဖြစ်နိုင်တယ်လို့ဆရာဆန်ကထောက်ခံလိုက်ပြီးအားလုံးမြောင်းရှိတဲ့နေရာသွားကြရအောင်လို့ပြောလိုက်ပါတယ်တဲရဲမကနာတာရှာပုံနေတဲ့နေရာရောက်လာပြီးနာတာရှာကိုမိကနီးမှာတဲရဲမကိုအတန်ပေးလိုက်ပြီး နာတာရှာကျောင်းနောက်ကရေမြောင်းနောက်ကိုလိုက်ခဲလို့អော်လိုက်တော့တယဲမကပြေးလိုက်ပြန်ပါတယ်။ဟန်ကြီးချော်လဲသွားပြီးတယဲမမိခင်ဒီမှာအဝင်းတို့ကဆွဲခေါ်သွားပါတယ်။ရေမြောင်းရောက်တော့တယောက်ပြီးတယောက်အသေးအံခုံကျော်ကြပါတယ်။နှင်းဆက်ကတုံဆိုင်နေလို့တယဲမမိခင်ဒီမှာပဲကန့်ကောင်းစွာခုံကျော်နိုင်လိုက်ပေမဲ့နောက်ဆုံးကြံခဲ့တဲ့နာတာရှာကခုံကျော်မဲ့အလုပ်မှာအားလုံးကလည်းလက်တန်းပြီးခေါ်နေပေမဲ့တယဲမကမိသွားပြီးဒီပိုင်းလေးပြီးဆုံးသွားပါတယ်။